အခုဆိုရင်တော့အရှိန်မှာမြင်နေရတယ်ဗောနော်ဒီမှာဆူတောင်းပြည်ဆန်တော့ရှင်ရွှေမော်လို့စီတို့မြေကြီးကိုရောက်ပါပြီဒါမဟုတ်ပါဘူးမြင်နေရတယ်ဗောနော်အခုကတော့ point နန်းစီနေရဖြစ်ပါတယ်အဲဒီ point လို့ရှင်တော့ရောက်ပါပြီရှင်မော်ရိုစီရောမြင်ကြီးရောက်ပါပြီရှင် ဆိုရင်တော့ရောက်ပါပြီစွတောင်းမြေရှင်မတော်စေရုံမြေကြီးကိုရောက်ပါပြီရှင်အဲ့တော့အစအဝင်တစောင်းနှင်းကြီးပေါ့နော်အဲ့ရန်ဆက်ပြီးတော့ဖရာဖုံးများအဖြစ်ပါတယ်

ရှင်မတော်စီဗုဒ္ဓဝင်ပြလိုက်ပဲဖြစ်ပါတယ်။ထဲလိုက်ကိုမရပြီးတော့ဖြစ်နေမှာပဲဖြစ်ပါတယ်။ ဒီဖျားဆင်းလို့ရပါဘောเนาะဟန်တာဝေခက်ကရှင်းရှားခဲ့တဲ့ဖျားဖြစ်ပါတယ်ဒီတို့တွေဝင်ပြတဲ့ခက်မှာကတ်တထားတဲ့ဈေးတော့ဖျားတွေရတာဟုတ်ရှိခက်ကပါเนาะမြန်မာတရားကျွမ်းရှိအောက်ဖက်ဖျားတွေလည်းရှိရယ်ဈာဈေးတွေဖျားတွေလည်းရှိပါတယ် အုတ်ချက်ပါเนาะဒါအုတ်ချက်ကြီးအုတ်ချက်ပြီးဖြစ်ပါတယ်ဟန်တာဝေးခစ်ကပါเจสินอยู่แล้วเนาะแล้วก็ชูชาแล้วไปอ๋อไม่ไหวจริง ဒါကတော့စစ်ချင်းဖရားရွှေရှားထားတာဖြစ်ပါတယ်ကုန်းမခေကဖြစ်ပါတယ်ရှင်။ သက်သက်ထားဖရားလေးပဲဖြစ်ပါတယ်မဘောနော်ဒါပကူရှင်မတော်စေဖရားကြီးရဲ့သူ့ရဲ့ညံတော်ပေါ့နော်ညံတော်ကဘယ်နှပြည့်ရှိရဲ့ တိုက်တာကိုတတ်တာဖြစ်ပါလိမ့်ရှင်။အဲဒီရှင်မတော်ဖျားကြီးရပါတော့မြန်မာနိုင်ငံမှာတကူကြီးဖျားအနမတစုတပါဝင်ဖြစ်ပါတယ်။ဒါပကူမျိုးရဲ့ခင်းနာကုန်းပေါ့နော်အဲ့ကုန်းပေါ်မှာတိထားကိုွယ်တဲ့ဖျားကြီးပဲဖြစ်ပါတယ်။ပကူမျိုးရဲ့စက်တီဆောင်ဖျားကြီးဖြစ်ပါတယ်ရှင်။ ေမွန်လူမျိုးတွေတိထားကိုရခဲ့တဲ့ဇေယော်တွေထဲမှာပေါ့နော်ရွှေတကုံဇေဒီပါတယ်ရွှေမော်ရောဇေဒီပါတယ်ကြက်လမိုင်းဇေဒီပေါ့နော်အဲဇေဒီသုံးစုဟာအထူးချင်ရှားပါတယ်ဒီဖျားဇေဒီသုံးစုဟာအခြေခံအဖြစ်ပို့သူကပုံစံတွေတူတယ်ပေါ့နော်ဖျားပုံတော့မျိုးတိထားကိုရတဲ့ပုံစံတွေထားတူတယ်ဒါပေမဲ့မတူညီတဲ့အချက်ရှိပါတယ်အဲ့ဒါကတော့ရွှေတကုံဇေဒီတော့ဟာ ိုက်စေးကြီးသုံးစုထဲမှာဆိုရင်အသက်ပဲဆုံးဖျားကြီးဖြစ်ပါတယ်။ရှီမော်ရော့စေးကြီးဖျားကြီးကတော့အမြင့်ဆုံးဖြစ်ပါတယ်။ဂျေလမန်ဖျားကြီးကတော့သူတွေအကြီးဆုံးဖျားကြီးဖြစ်ပါတယ်ရှင်။ ွေမတော်ဖခင်ရဲ့တမန်ရဲ့ခြင်းလေးကိုပြပြချင်ပါရဲ့ရှင်။ယေရှုမတော်ဖခင်ရပါတော့။အာကုန်တယ်ညီနောင်နှစ်ဦးရှိရပါတော့။ကုန်တယ်ညီနောင်နှစ်ဦးကစူစူလာတာလာနဲ့မဟာတာလာဆိုရယ်ကုန်တယ်ညီနောင်နှစ်ဦး။အဲ့ကုန်တယ်ညီနောင်နှစ်ဦးကသူကဟိုမြတ်စွာဘုရားရှင်ရဲ့မြတ်စွာဘုရားရှင်ရဲ့တည်င်းကိုကြားပြီးတော့ဗောနော်သူကမြတ်စွာဘုရားကြီးရှင်မှာလာရောက်ပြီးတော့တည်င်းသုံးနေအဲတည်င်းသုံးနေအချိန် မှာသူကသူ့အမျိုးမှာရှိရဲ့ဗောနော်သူ့ရဲ့မိဘတွေ မိဘတွေပြီးတော့သူ့ရဲ့မြို့သူမြို့သားတွေပေါ့နော်ဟိုအရှင်ဖះကိုလည်းဖူးမြော်စီခြင်းနဲ့အဲဖူးမြော်စီခြင်းနဲ့အတွက်ကြာမြတ်စွာဘုရားကြီးကိုသူကရှောက်တယ်ပေါ့နော်အာမြတ်စွာဘုရားကြီးကိုရှောက်တယ်သူတို့မြို့လာကြွက်ချီပြီးတော့ပေါ့နော်အာတရားကြီးအငိုက်ကြီးကိုတတရားကြီးအမြိုက်ဆေးကိုတိုက်ကျွေးပါလို့မြတ်စွာဘုရားရှင်ကိုရှောက်တယ်ပေါ့နော်ဒါပေမဲ့မြတ်စွာဘုရားရှင်ကကြတော့အာသူကတပ်ပိဏ္ဍဉဏ်နဲ့သူကကြိုပြီးတော့ကြည့်အခါမှာဟန်တာဝရီပြီဆိုတာအဲ ပေါ်မယ်ပေါ့เนาะပေါ်ပြီးတော့အဲ့ဘီကလည်းသူ့ရဲ့ဆန်တော်ရှင်ကင်းအောင်ရဒေတာဖြစ်နိုင်တယ်လို့ဖြစ်တယ်လို့ညာသူ့ရဲ့ညံတော်နဲ့ကြည့်ရှုပြီးတော့ပေါ့เนาะအဲဒီကုတ်တယ်ကြီးကနှစ်ဦးပေါ့เนาะအဲမင်းစွာပြန်ကြည့်သူ့ရဲ့ဆန်တော်နှစ်ချောင်းကိုဆန်တော်ကိုပေးအပ်တယ်ပေးအပ်ပြီးတော့အဲဒါကြီးပြန်ပြန်ပြီးတော့ဗောနော်သူဖျားတယ်ဗောနော်ဖျားတယ်ဆိုပြီးတော့မြတ်စွာဘုရားရှင်သူ့ရဲ့ဇန်တော်ကိုပေးတယ်အဲအဲ့ဒါနေအိတ်ကုန်းတဲ့နှုတ်ကဗောနော် က်စွာဘုရားရှင်ရဲ့ဆန်းတော်ကိုသူကယူဆောင်ပြီးတော့အာသူ့ရဲ့မြို့မှာပေါ့နော် မြို့မှာ အာဘုရားတည်မယ်ဆိုတော့ဒီဒီဟင်းနာခုံကြီးပေါ်မှာအာဒါဘုရားတည်ရဖြစ်ပါတယ်အစတော့အဒီဟင်းနာခုံကြီးကအဲဟင်းနာခုံကြီးကရေပက်ပက်လေးကိုဝိုင်းနေရဲ့မြင်းနေရတည်တည်လေးပေါ့နော်အဲ့တည်တည်လေးကဟင်းနာဟင်းနာဆိုရင်တော့မှမဲ့သကောင်မဲနားလို့ရတဲ့အခြေအနေပေါ့နော်အဲ့ဟင်းနာခုံကြီးကနေပြီးတော့ အဲမျက်စွာဖျားရှင်ကသူကဟောလိုက်တဲ့အခါမှာအဲကြွချီပြီးတော့ဘောနော်ဟန်တာဟိုရေဖြစ်စေဆိုပြီးတော့ကြွချီပြီးဟန်တာရေဖြစ်စေဆိုပြီးတော့ဒါသူကမိတ်လိုက်တဲ့အခါမှာအဲရေပက်ပက်လေးဝိုင်းနေရမှာတောင်းထုံးပြီးတော့ဘောနော်ဒါဖျားတိထားတာဖြစ်ပါတယ်ရှင်